ဒဏ်ရာတွေများတာပေါ့မားဟောမိုက်တွင်းလည်းတက်နေပါပြီမထူးဆက်ခင်းနေရတော့ဒီနေ့ရွှေနိုင်ငံပြက်ကလေးပေါ့နော်2026အတွက်ကျွန်တော်တို့ကြိုးရိုက်တာပါဝစ်ဆွန်ကတော့မင်္ဂလာဦးကနေပြီးတော့စပွန်ဆာပေးထားပါတယ်ဟုတ်အဲမြန်မာဝစ်ဆွန်ဝက်ကတော့အရင်ကငငယ်လေးတည်းအကြိုက်တယ်အကြောင်းတက်တဲ့အကြိုက်တယ်အမ်အတကြီးလာတဲ့အထိကြိုက်တယ်အခုထိကြိုက်နေတော့မှာဆိုတော့မြန်မာဝက်ဆောင်ဝက်လိုက်ရင်ကိုယ့်ကိုတန့်သွားတယ်အဲ မိုက်သွားတယ်လို့ခံစားရတယ် confidence ပိုရှိသွားတယ်လို့ခံစားရတယ်ပေါ့နော်ကြိုက်ပါတယ်ဟုတ်လူရှင်နေရဟုတ်တယ်ပတ်စံကျဲတာတော့ခုနကဆိုတပိတ်လေးလွယ်ပြီးတော့အဲမိုက်တယ်တခါမှလည်းအဲ့လိုမျိုးမရိုက်ဘူးအသာပထမဦးဆုံးပဲအဲဘယ်မှာမှအဲ့လိုမျိုးမရိုက်ဘူးပေါ့နော်အာဆိုတော့ဒီခုလိုမျိုးရိုက်ရတာဝမ်းသာပါတယ်ပြောလဲပြောပါတယ်ဟုတ်တယ်ကိုမိုးကိုဘူးလေရှင်းလွမ်းတယ် तू ဆုံးပါပါပြီပေါ့နော်သူစီမှာအဲ့လိုမျိုးရိုက်တာများတယ်ပေါ့ဟုတ်ဟုတ်ကဲ့ ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းအဲ့လိုမျိုးထင်ပါတယ်ပြီးတော့ပြက်ကြရင်ကဟိုဘယ်လိုပြောမလဲကျွန်တော်အနေနဲ့ငငယ်တွေကတုံးလာလို့ရွက်စုပ်ပြက်ကြရင်လေးကအစကျွန်တော်မြင်ကြည်နူးရတယ်အဲငငယ်လေးတွေကအဲ့လိုအဲ့လိုကြောင်းတန်ရွက်စုပ်ပြက်ကြရင်လေးနဲ့အဲပြီးတော့အခုအထိလည်းကျွန်တော်ကားထဲမှာပြက်ကြရင်ထည့်ထားတယ်ဘာလို့ဆိုတော့ကျွန်တော်ဟိုဘယ်လိုအလုပ် schedule လေးတွေကိုမှတ်တဲ့ဟာကိုပြက်ကြရင်နဲ့ဒီတိုင်းစာအုပ်ပေါ်မှာအဲ့လိုချစ်ရတာကိုကြိုက်ချစ်ရတာကြိုက်တာဟာကျွန်ညာရေဝင်ကုန်ပြီနော်မနော် အပြည့်အတိုင်းပဲอืมအဲဆိုတော့အချက်ចောင်းတွေရောက်ကုန်တော့မပြင်းအချက်ចောင်းတွေမေးတော့မယ်အဲ့တော့မပြောတော့ကိုကိုအစကူဖော်လိုက်လို့ပြတ်သွားရမှာ sorry ပါအဲ့တော့ဟို schedule လေးတွေကလည်းတက်ကြိမ်နဲ့ကျွန်တော်လုံးဖြစ်တယ် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုဖုန်းကြီးနဲ့ကခေါင်းမှုတယ်အဲအခုဆိုရင်ဖုန်းနေမှာလဲ schedule လုပ်လို့ရပါတယ်ပြက်ကလေးနေပါညာဒါပေမဲ့စာအုပ်ပုံမှာကြိုးရေးချင်တာချရေးပြီးတော့မှတ်ရတာဘာမှမတူစာအုပ်နဲ့ဘောပင်ဘေးနားမှာချပြီးတော့အဲကိုလှုပ်ချင်လို့လှုပ်ရတာပို့ပြီးတော့ကိုတတိရောက်တယ်အဲ့လိုမျိုးကျွန်တော်ကတော့လို့ခံစားအဲ့လိုမျိုးပို့ကြိုက်တယ်ပေါ့နော်ဟုတ်ဟိုလိုမျိုးအဲ tablet ကြီးနဲ့ iPad ကြီးနဲ့ဖုန်းနေနဲ့လုပ်နေရတာခေါင်းမှုတယ်ကျွန်တော်တော့ဟုတ် မင်းသားငယ်လေးပေါ့အဲအဲ့တော့ကလည်းရိုက်ရိုက်တော့ရိုက်လိုက်ပါတယ်မာရိုက်တယ်ဆိုတာအဲ့လို၃လေးနှစ်လောက်ပဲမိတာပါရိုက်တယ်ရိုက်တော့အခုပြက်ကြင်လေးတွေထွက်လာတယ်ပေါ်လာတယ်ဆိုရင် ပြောစရာကောင်းတယ်ဟုတ်အဲ့တော့မမမပြီးတော့တွဲရတာတော့အကုန်လုံးတော်တော်များများတွဲရတယ်ဗျအများကြီးပဲအတနည်းတနည်းလည်းမတူဘူးပြီးရင်လည်းရိုက်ရတာလေးကလည်းဥမထားပါတော့မတွဲဘူးဆိုရင်တော့မကိုကကိုစပိန်နဲ့ရိုက်လိုက်တယ်ဆိုရင်စပိန်ရှေ့မှာဖျက်ဖျက်ကတယောက်ကိုကောက်ထဲတာတော့အဲ့လိုမျိုးလောက်ကြတာလေ ဆိုတော့တွဲရတာလည်းရှိရမတွဲရတာလည်းရှိရအများကြီးပဲနုပညာကြီးကိုမောင်နှမတွေနဲ့ဆုံးရတာအများကြီးပါပဲဆိုတော့တိတ်တော့လည်းမမှတ်မိတော့ဘူးဟုတ်ဒဏ်ရာတွေများတာပေါ့မဟုတ်မိုက်တွင်းလည်းနဲ့နေပါပြီမထူးဆက်ခင်းနေရတော့ ဝမ်းသာပါတယ်ပြောပါတယ်ခုနပြောသလိုပဲပြက်ကရင်ဆိုတာအဲကျွန်တော်တို့ကတော့အလူတူတောင်နေတော့တယောက်ချင်းစီကတော့မတူဘောเนาะခက်လိုက်ခက်အမီနေပြီးတော့အဒီလိုမျိုးတွေခြိုက်ကြရလူတွေရှိရကျွန်တော်တို့နေနေကြတော့ဒီလိုမျိုးခုနလိုပြက်ကရင်နေနေအလောလောပါပြက်ကရင်လေးတွေကြည့်ရတာအခုဆိုမွေးနေမှာတော့ဆိုကျွန်တော်ဓာတ်ပုံလေးနေပြက်ကရင်တစ်ခုကျွန်တော်ထုတ်ပြီးတော့လက်ဆောင်ပြအရန်ကြိုက်တယ်အကြိုက်ဆုံးကအဲ့ဒီဟိုဘယ်လိုလဲအဲ့ဒီလက်ဆောင်လေးဆိုတော့ ဟိုဒီလိုမျိုးပြန်ရိုက်ရတဲ့ပုံမှာဝမ်းသာဂုဏ်ပြုပါတယ် PT လည်းဖြစ်ရပါတယ်အရင်တော့ကလည်းရွှေနိုင်ငံတွေကအမြဲတမ်းလက်တွဲပြီးတော့ဒီလိုမျိုးရိုက်ဖြစ်တယ်အခုချိန်မှာလည်းပြန်ပြီးတော့အာတတိတရနဲ့ကို ပြန်ပြီးတော့ကိုနဲ့ဒါမျိုးပြန်ရိုက်တယ်ဆိုတော့တကယ်ဝမ်းသာပါတယ်ကိုကိုနဲ့ကအဲ့လိုမသိငယ်ဘူးဘယ်မှာကျွန်တော်ကအဲ့လိုမျိုးပေးပေးတာအဲပေးရတာကိုကြိုက်တယ်ဓာတ်ပုံလေးထုတ်ပြီးအဲ့တော့ဆိုတော့အဲ့လိုမျိုး ပွဲတွေမှာလက်မထိုးပြီးသားအဟထိုးပြီးသားကိုပုံလေးမှထည့်ပြီးတော့အဲ့လိုလက်ဆောင်လေးပေးရအဲ့ဒါဒီအခုက TikTok ရိုက်တာများတယ်မီဒီယာညီမလေးတော့ TikTok ရိုက်တဲ့ခေဖြစ်နေပြီလေးမှာမလည်း TikTok ရိုက်တယ်မလားဟုတ်မရှိရိုက်ပါတယ်အခုကဓာတ်ပုံလေးရိုက်တယ်ဓာတ်ပုံရိုက်တယ်အဲ့လို TikTok လေးတွေရိုက်တယ်ပေါ့နော် TikTok ခေဖြစ်နေပြီအခု TikTok ရိုက်ကြမယ်ဆိုအရင်တော့ selfie ရိုက်တယ်အခု TikTok ရိုက်တဲ့ခေတောင်ဖြစ်နေပြီ ဲ့လိုတော့စိတ်ထဲမှာအမပြောသူတခါမှကျွန်တော်မတွေးမိဘူးမတွေးမှုဒါအခုအမပြောလို့ကျွန်တော်ကြားမိတာပေါ့နော်ပြီးတော့အဲ့လိုက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 ြတော့ဘယ်ကကြိုက်တယ်ဆိုတော့လဲဆိုတာလေကိုကိုကမသိဘူးဆိုတော့အဲ့လိုမျိုးတော့အဲ့လိုမတွေးမိပါဘူးဟုတ်ကဲ့ဟောဒီအခုလေချော်နတ်ကတော့အဲ့လို horror comedy ပေါ့နော်အဒရမာလေးလေးပါတယ်ပေါ့ပေါ့ပါပဲအဲဟာတာပို့ပြီးတော့များတယ်ကျွန်တော်ကတော့ဟာတာအနေနဲ့ပါဝင်ထားတယ်အကောင်းဆုံးကြိုးစားထားတဲ့အရင်ရည်ရမယ်ကာရက်ကဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်ပြီးတော့အရတာမျိုးစုံခံစားရလိမ့်မယ်ခုနပြောတဲ့လိုမျိုးပေါ့အာအများကြီးပါတယ်အဲတရေ၆ဓာတ်တွေပါညာတွေလည်းပါတယ်ဆိုတော့လေအဲဒီကကျွန်တော်တို့အကောင်းဆုံးစူးစမ်းထားတာနဲ့အညီအကောင်းဆုံးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီညနေ ratio လေးကျွန်တော်တက်ရောက်ဖြစ်ပါမယ်ဟုတ်2025မှာတော့စုံပါတယ်ဟို character စုံပါတယ်အဲပရိသတ်မုံမဲ့ character တွေလည်းပါလာလိမ့်မယ်တော်တော်ယုံပါတယ်ထဲမှာပါတယ်ဇလန်တွေမှာအဲဒါပေမဲ့အဲအဲ့လိုအဲဘယ်လိုပြောရမလဲ အိမ်တော်အိမ်တော်ရှင်ယောက်ျားတယောက်အနေနဲ့လည်းအကောင်းဆုံးကျွန်တော်ကြိုးစားထားတယ်ဆက်လိုက်အဲဒီတစ်ခုနဲ့တစ်ခုက character တွေတော့မတူဘူးပေါ့နော်အကောင်းဆုံးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်2025မှာ character ဆုံးပါတယ်ဇလန်တို့နှစ်ခုအကြီးနှစ်ခုထောက်ဝင်ရှိတယ်အဲအကြီးနှစ်ခုကိုအရင်မျှော်လင့်ထားတယ်အဲ့လိုတော့သတိမထားမိဘူးအမ်ကိုနဲ့ line မဲ့ဟာလေးကိုလာပြီးတော့ကန်လန့်ကြရဲလို့တော့ထင်မိပါတယ်ဟုတ်အေးပေါ့အဲ့လို drama ပို့ပြီးတော့ရိုက်ချင်တယ်နောက်ပိုင်းမှာရုပ်ရှင်တွေမှာကြတော့လေး ဟာတာကားတွေပဲရရတာများတော့ဟိုဒရမာဘက်ကိုနည်းနည်းလေးဟိုလေးလေးနက်နက်လေးအဲစူးစမ်းကြည့်ချင်တယ်မူပြချင်တယ်ပေါ့မူရမူရဆိုတာထက်လေးအဲပရိသတ်ရှင်တဲ့ဟိုဟိုဘယ်လိုပြောရမလဲအတိတ်ပဲရှိတဲ့အနှစ်အရသာဖြစ်စင်မဲ့ကားတကားကိုအဲ့လိုမျိုး ကားမျိုးပေါ့အဲ့လိုမျိုးတွေများများထွက်စေခြင်းလေကျွန်တော်မှမဟုတ်ပါဘူးကျွန်တော်ရိုက်ရမှာမဟုတ်ပါဘူးတခြားကားတွေရောပဲပြီးတော့ရိုက်ရမယ်ဆိုရင်လည်းအဲ့လိုမျိုးအနှစ်သာရပြေဝတဲ့ရင်ထဲမှာကြံခဲ့စီမဲ့အအဓိပ္ပာယ်ရှိတဲ့အကျိုးရှိတဲ့အရာလေးတွေအများကြီးစူးစမ်းကြည့်ခြင်းလေဟုတ်အမ်ဟာတာကအေးပေါ့ဟာတာပို့ပြီးတော့ခတ်ပါတယ်ရီအောင်လောရတယ်ဆိုတော့လေပြိတက်ကိုရီအောင်ကျွန်တော်တို့ကရတာပေးရပေးတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်ကဟိုပုံမှန်လင်းလင်းနဲ့မျက်ခွက်ပြောင်းနေမှရတာဒီလားဆိုတော့လေဟိုအဲ့ဒါပို့ပြီးတော့ခတ်ခဲပါတယ် အဲပြိတ္တပျော်အောင်ကိုကိုယ်တိုင်အရင်ဆုံးပျော်အောင်နေရတာပေါ့နော်ဥမာအဲ့အချိန်မှာဒါလျင်ကိုသားကိုကအဲကိုရဲ့ personal ကိစ္စတခုခုကြောင့်စိတ်ညစ်နေတာပဲဖြစ်ဖြစ်အဲဝမ်းနေနေတာပဲဖြစ်ဖြစ်မပျော်ဘူးဖြစ်နေလေဒီဟာကစူးစမ်းလို့မရပြန်တော့အဲ့တော့ဗရင်ပေါက်တွေအကုန်လုံးဖွင့်ထားရတယ်ကျွန်တော်ဟိုအကောင်းဆုံးအရာဆုံးဖြစ်အောင်ပုံဖော်ရတယ်ပေါ့အဲ့တော့ခါတာပို့ပြီးတော့ခတ်ပါ ဟုတ်ကဲ့ပြိသက်တွေလာရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါရစေကျွန်တော်လေချွန်းနဲ့ရုပ်ရှင်ဇာတ်ကောင်မှာအကောင်းဆုံးပါဝင်စူးစမ်းထားပါတယ်